အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆေးရလေးညွတ်တိုက်ရပါကဲကျွန်တော်ကဘာခေါ်ကိန်းနဲ့ပတ်သက်ပြီးတော့ဟောတယ်ပြောတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လည်း2025နဲ့ပတ်သက်တဲ့ဟောကိန်းလေးကျွန်တော်ဟောချက်တွေထုတ်ခဲ့ပြီးပြီအဲ့တော့နော်ဒီအဲ့တော့မေးစရာရှိတယ်လူတွေရှိလာတယ်အဲ့ဒါပါလဲဆိုတော့2025မှာကောမြန်မာနိုင်ငံကြီးလွတ်လပ်မသွားဘူးလား freedom မဖြစ်သွားဘူးလားဆိုပြီးတော့မေးတယ်အဲ့တော့ ကျွန်တော်ကအရှိကိုအရှိတိုင်းအမြင်ကိုမြင်တိုင်းပြောရမယ်ဆိုရင်2025တက်ဘာနော်ဒီမှာနိုင်ငံကြီးနဲ့ပတ်သက်ပြီးကဏ္ဍမှာအစိုးရအကြတဲ့ကတ်တီဒီကနော်ပြောရမယ်ဆိုရင်တော့ဒီဟာကဒီကမ္ဘာဟော်ခိန်းနေနမိတ်နေနဲ့ပတ်သက်ပြီးတော့အရန်နာမည်ကြီးပါတယ်ဆိုရင် North Starter မဲ့ Terrorcat ထဲရနော်နမက်ကိုကူမြောက်ကတ်ကကကြတော့ The Harmil ခေါ်တဲ့ကတ်ကြတယ်ဟုတ်ပြီဒီကမ္ဘာ ောပြထားတဲ့ကျွန်တော်စာလေးချို့ကိုကျွန်တော်ဖတ်ပြမယ် Two revolution made by the evil Sigawilla Chainboard Kingdoms and their dispensation เนาะကျွန်တော်အတန်းထက်တာမိုင်းလည်းမမယ် Okay ပြောလိုက်တဲ့အပိုင်းတစ်ခုပြောရမယ်ဆိုရင်2025မှာတော်လန်ရေးပြီးရောမလားပြီးသေးဘူးစစ်ကောင်စီကြအဆုံးဖို့ရှိလားမရှိသေးဘူးဒါကျွန်တော်အပေါ်လင်းဆုံးပြောပြတာ ဲ့တော့ဘာတွေပြောင်းလဲလာဖို့ရှိလဲဒီမှာဒီကိုက်ရဲ့အဆိုရဘာဖြစ်လဲဆိုတော့နော် revolution ပေါ့တော်လိုင်းကြီးတတိလက်တော်လိုင်းကြီးဖြစ်နေတာပဲပေါ့ဒီနဲ့ပုံပြီးတော်လိုင်းဖြစ်စီရလိုအပ်လားပြောမှစွန်းတော့လိုအပ်တယ်ဒီမှာဘာပြရလဲဆိုတော့ true revolution ကိုပြရတယ်တော်လန်မှုနှစ်ရက်လို့ပြရတယ်တော်လန်မှုနှစ်ရက်ဆိုတာကဥမာကျွန်တော်တို့လက်ရှိအောက်ဆိုးနေတယ်အောက်ချုံနေတယ်နော် ီစစ်ကောင်စီအုပ်စုစစ်အာဏာရှင်အဖွဲ့အစည်းကို တိုက်ခိုက်နေတဲ့သူတွေရှိနေတယ်ဒါက revolution တက်တက်ဒါဒီဒီစစ်ကောင်စီဆက်ပြီးတော့အာလာသိန်းကလေးဆက်ပြီးတော့ဒီစစ်ကောင်စီနဲ့ပတ်သက်တဲ့မကြိုက်လို့ဆိုပြီးတော့ဒါကိုတုံးလှန်နေတဲ့သူတွေရှိတယ်ဒါတော့ပုံမှန် revolution 2021တည်းကဆက်ပြီးတော့အခုချိန်ကြီးတိုင်းအောင်ဆက်လက်ပြီးတိုက်နေတော့မယ်ဒါကဘယ်လိုခေါ်လဲတိုက်နေတဲ့ revolution ကိုပြောချင်တာပြောချင်တာ2025မှာဖြစ်လာမယ့် two revolution ကဂျိန်တစ်ခါမှမတိုက်တဲ့ သူတွေပေါ်လာမှာဘလို့ဟာမျိုးလဲဆိုတော့နှစ်ရက်ပေါ်လာမှာတရက်ကကြတော့သူတို့အချင်းချင်းနဲ့ရအောင်ဆိုသူတို့အချင်းချင်းနဲ့စစ်တက်ထဲကနေပြီးတော့တက်ထဲရနေပြီးတော့ပဲမနစ်ကတော့မှလည်းအစုလိုက်အပြုတ်လိုက်ကြီးပေါ့နော်ဒီတော်လန်ပို့ဆိုပြီးတော့မှဒီနော်ဟိုလက်နဲ့ချပြီးအလင်းဝင်သွားသူတွေအမြောင်များရှိတယ်ဒီနှစ်ဒီကြီးကျယ်တော့လက်နဲ့ချဟုတ်အလားလားအရန်များတယ်အချက်နော်ရီဗော်လူရှင်းကကြတော့ဘာလဲဆိုတော့ တကြိမ်တစ်ခါမှမပါအောင်မပတ်သက်ဘူးပါဘူးဆိုတော့ပြည်သူတွေနဲ့နော်လူတွေချမ်းသာတဲ့သူတွေအမြောင်များပါလာမယ်။ဘာကြောင့်ပါလာမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ဒီ2025မှာတွေ့နေတာမမြင်နေရတာပဲ။ကျွန်တော်တို့ပြည်သူတွေအပေါ်မှာရောမြန်မာနိုင်ငံမှာရှိနေကြတဲ့လူငယ်တွေအပေါ်မှာရောပတ်စံရှိတဲ့အတိုင်းဝိုင်းတွေအပေါ်မှာရောဆက်ဆံနေတဲ့အရာမှန်များအလုံးတည်မတရားဆိုတာဆက်ဆံနေရတဲ့အမြောင်များများတယ်။အဲ့တော့အဲ့ရဖြစ်လာမှကြီးကြီး ဲ့တော့အဲ့လိုဖြစ်လာတဲ့အတွက်ကြောင့်ဘာတွေပြောင်းလဲနိုင်အောင်လဲနောက်တစ်ချက်ပြပြောမယ်ကမ္ဘာဟောင်းကိန်းမှာကျွန်တော်ဟောခဲ့တယ်ကမ္ဘာဟောင်းကိန်းကိုလှိုင်းရှင်ပြီးကြည့်မယ်ဆိုရင်ကမ္ဘာတဝန်းတော့မှာလဲဟိုနေရာတစုဒီနေရာတစုစစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဖြစ်မယ်စစ်ဆိုတဲ့နေရာမှာတနက်တဲ့ပြစ်မှာစစ်မဟုတ်ဘူးဒါလည်းသိပါလိမ့်မယ်နိုင်ငံကြီးနိုင်ငံကြီးတိုက်ခိုက်တဲ့အခါမှာခုနှစ်တစ်ခုထိခိုက်ဖို့ဆိုတာစီးပွားရေးအရာတိုက်ခိုက်တယ်ကျွန်တော်တို့တော့ပြီးတော့ပါလဲဆိုတော့ဒီလူမှုရေးအနေနဲ့တိုက်ခိုက်ကြတယ်ဒီလိုတယောက်တယောက်ဖိအားတွေပေးကြတယ် ဒီလိုတိုက်ပွဲခေါ်တာပေါ့တတနဲ့အုံအုံအတိုင်းပြစ်မှတိုက်ပွဲမဟုတ်အဲ့လိုမျိုးဖြစ်မဲ့ဟာတွေလည်းရှိလာအောင်မရှိလာကြအောင်မရှိဘူးအဲ့တော့အဓိကတော့ပါလဲဆိုတော့အမေရိကနိုင်ငံကြီးအမေရိကန်နိုင်ငံကြီးရဲ့အားပြိုင်မှုကကမ္ဘာတစ်ခုလုံးကိုတက်ရောက်မှုရှိတယ်ခုဒေါ်လာထရန့်တက်လာတယ်တက်လာပြီတက်လာပြီးခဲ့ရနေတိုင်းကို policy တစ်မျိုးမှုတစ်မျိုးဥပဒေတစ်ခုမှတစ်ခုလုံနေတယ်နော်လုံးနေတယ်အဲ့လုံးနေတဲ့ဟာကအချို့တိုင်းမီဒီယာလုံးဝလုံးဝအဆင်မပြေဘူးအချို့တိုင်းမီဒီယာတော့အဆင်ပြေပါမ အချို့ຢာတွေတော့အခက်ခဲတွေရှိပါမယ်အဲ့တော့သူတက်ချင်းကကောင်းတာလည်းရှိတယ်ဆိုးတာလည်းရှိတယ်ဆိုးတာလေးလည်းအများကြီးများမယ်ဒါပေမဲ့ပြောလို့လားကြတော့ Durant Trump ကမြန်မာနိုင်ငံပေါ်ကြည်လာလိမ့်မယ်အဲ့ဒီကြည်လာတဲ့တရားမှုကအရန်ပြင်းတယ်ပုံမှန်မဟုတ်ဘူးအဲ့လိုပုံမှန်မဟုတ်တဲ့ကြောင့်မလို့ဒီကတခုကြာလာတယ်ကျွန်တော်မနေ့ကတော့လည်းကျွန်တော်ဒီကပ္ပဟောင်းကိုတင်ခဲ့တယ်တင်ခဲ့တဲ့အချိန်တုန်းကလည်း ဒေါ်နယ်ထရန့်ကအမေရိကကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လုံးဝလုံးဝဝင်ရောက်ပတ်သက်ဖို့ရှိနေတယ်။ဘာကြောင့်ပတ်သက်ဖို့ရှိနေရလဲဆိုတော့တရုတ်ကလည်းလှိုက်ပြီးလိုချင်လို့အိန္ဒိယကလည်းလိုချင်တယ်။ပြောရမယ်ဆိုရင်တော့အိန္ဒိယကတရုတ်ကအမေရိကကသုံးပြိုင်နေတယ်။ဟိုဂျိုးဘိုင်ဒန်အချိန်မှာတော့လော့ဘိုကတိတ်တော့ဟိုမရှိဘူးတော့ထားပါတော့။အဲ့တော့ဒရန်ထရန့်ကကြတော့သူကအချိုးမြတ်ကိုကြည့်ရတယ်။ဖြစ်လာမယ့် result ကိုကြည့်ရတယ်။ အကျိုးမြတ်ကိုကြည့်ရတယ်။ဘာအကျိုးမြတ်လဲဆိုတော့ကြည့်ရတယ်သူပေါ့။ပြောမှဆိုတော့သူကနိုင်ငံသမားနဲ့စီးပွားရေးသမားဆန်တာဗျာ။ဒါကျွန်တော်ဘာမှသိတာမဟုတ်နော်။ကျွန်တော်ဒီဒီကျွန်တော်ဒီနမိတ်တွေနဲ့ပဲသက်ပြီးတော့ပဲရှင်ပြဲပြီးရဲနဲ့ပြောတာပဲရှိတယ်။အဲ့တော့95မှာမြန်မာနိုင်ငံကအကြီးအကျယ်ပြောင်းလဲဖို့ရှိတယ်။ပြောချင်တာကတော့အရင်တုန်းကဆိုရင်မြန်မာနိုင်ငံအင်အားကိုအခြားနိုင်ငံကြီးတွေကလာရောက်ဖိတိတ်တာလို့ပါတော့သိမရှိဘူး။မြန်မာနိုင်ငံဆိုရင်စီဆိုရလည်းစောက်ကူမဆိုင်ဘူး။တိုက်တဲ့သူလာပြောပြောအာဆီယံမကောက်တော့ဘာကောင်းမြတ်လာပြောပြောစောက်ကူမဆိုင်ဘူးဆိုတော့ ဆဲဆိုရကဒီနှစ်မှာစောက်ပြုတ်ဆိုင်ရာတွေပေါ်လာမှာအဲ့တော့တော်လိုင်းအောင်မြင်မလားလို့မေးတော်လိုင်းဆိုတာဘာကိုအောင်မြင်တာလဲနော်တော်လိုင်းအောင်မြင်တယ်ဆိုတော့ဘယ်လောက်ထိတွေးထားလဲဆရာလာရှင်ကြမှာအောင်မြင်မလားဆရာလာရှင်ကသူ့ရဲ့ဒီပလင်ပေါ်မှာခြေကုပ်ပြီးထိုင်နေတော့မယ်သူ့ရဲ့လောက်ပိုင်ခွင့်တွေကဖြည်းဖြည်းဖြည်းနဲ့အပေါင်ကျင်းလာရင်လေသူ့ရဲ့အာလာကြလာတာပဲဗျာအဲ့တော့2025မှာဘာဖြစ်လာလဲဆိုတော့ သူ့ရဲ့လောက်ပိုင်ခွင့်ပေါင်းနေကျင်းလာတာပါနော်ပလင်ဘောတော့မစင်သေးဘူးနော်ပလင်ဘောတော့မစင်သေးဘူးသူ့ရဲ့လောက်ပိုင်ခွင့်ပေါင်းနေကျင်းလာမယ်သူ့ရဲ့ nebel လေးတွေကျင်းလာမယ်ဒါပဲပြီးရခါကျတော့ကျွန်တော်တို့ online အင်အားစုမှာရှိနေတဲ့သူတွေရဲ့အင်အားတွေတိုးလာမယ်အဲ့လိုအင်အားတွေတိုးတဲ့မှာဘာဖြစ်လာလဲဆိုတော့အတွင်းမှာဖြစ်နေတဲ့အတွင်းချင်းဖြစ်နေတဲ့လှိုက်စားမှုတွေရှိပါတယ်။ဒီကာလပေါ့ဆိုရဟန်းကိုမြင်နေရတယ်။အဲ့ဒါနေကတော့တတ်နိုင်ဘူး။တတိယအတိုင်းပဲ တော်လိုင်းငွေတွေကိုဘုံတယ်လို့တော်လိုင်းငွေတွေဘာဖြစ်တယ်ငါဖြစ်တယ်ဆိုတဲ့ဟာကြီးတယ်အဲ့ဒါကြီးအဲ့ဒါကြီးကတော့ဒီရှိရလည်းရှိတယ်မရှိနေရလည်းရှိတယ်ဒါကလည်းဖြစ်နေတဲ့အာရအားလုံးရဲ့ကဲကဲရှင်ကိုနိုင်မယ်သိမယ်ကျွန်တော်ဘာလဲပတ်သက်ပြီးမပြောချင်ဘူးအဲ့တော့တော်တော်လိုင်းကိုနှေးစီတဲ့ຢာရီအားလုံးကဒါဒီကပါဆိုအဲ့လိုမျိုးအတွင်းလိုက်စားတဲ့သူတွေရှိတယ်နော်အတွင်းလိုက်စားတဲ့ချလိုမျိုးအကောင်တွေရှိတယ်ချလိုမျိုးအကောင်တွေကလည်းအပြင်ကလိုက်စားမှလည်းချမှာအတွင်းလိုက်စားလည်းချပဲ ဲ့တော့နောက်ဆက်ငါမှာတော့မြန်မာနိုင်ငံကြီးအကန့်မှာ အချိုးခွေပြောင်းလဲဖို့ရှိတယ်နော်ပြောင်းလဲဖို့ရှိပါတယ်ကောင်းသောပြောင်းလဲခြင်းတွေလည်းရှိလာသလိုဆိုးသောပြောင်းလဲခြင်းတွေလည်းရှိလာမယ်ဆိုးတယ်ဆိုတော့စားတဲ့ဆိုးနေပြီးသားပဲအဲတော့ဆိုးနေတဲ့အထဲမှာကျင်သားရောင်းနေရသူပြီးအားလုံးကတော့တိုင်းမဲ့ပေါ့ဘာမှပြန်တာမရှိဘူး nothing special ပေါ့တို့တော့ဒီနေ့ကဆိုးမယ်နော်ဆိုးတယ်ဆိုတာခင်ဗျားတို့သိပါလိမ့်မယ်တလား ခုနှောင်းဆန်ငေါ့တလားကြော်ပြီးပါပြီခုနှစ်လပိုင်းလည်းရောက်လာပြီဘိုင်းတလားပိုင်းတလားထဲမှာဘာတွေဖြစ်နေတာလဲခင်ဗျားတို့သိဆုံးဘလောက်ဒီအောင်ကိုနော်မိပါတွေအနေနဲ့ဘလောက်ဒီအောင်ရင်ခွဲပတ်လက်ဖြစ်ခဲ့ရလဲခင်ဗျားတို့သိဆုံးအဲ့တော့ရင်ခွဲပတ်လက်ဖြစ်မဲ့အတူတူခင်ဗျားတို့တာသမီတွေကိုစွန့်လွတ်မလားစွန့်ပြစ်မလားဒီစကားအလကားမဟုတ်ဘူးနော်ကျွန်တော်ပြောတာစွန့်လို့မလားဆိုတာကသာသီပြည်ရရင်စွန့်လို့လိုက်ပြီးတော့သူ့လိုရကြည့်ပါစိုက်တဲ့နေရာကိုသွားစီဖို့ဆိုပြီးခွင့်ပြုလိုက်တဲ့သဘောเนาะ ဆိုတဲ့အရာတွေပေါ့အဲ့တော့အဲ့လိုတွေရှိလာမယ်အဲ့တော့နောက်ဆက်5ဒီအရာအလုံးတွေအပြောင်းလဲလုံးဝလုံးဝဖြစ်ပါမယ်เนาะဒါပေမဲ့ဟိုကောင်ကြီးเนาะเนาะဟိုကောင်ကြီးကလင်ဝိုင်းပြုတ်ကြပါလို့ရှိလားရှိတယ်เนาะတခုတော့ရှိတယ်သူ့ရဲ့နယ်ပဲသူ့ရဲ့လောက်ပိုင်ခွင့်သူ့ရဲ့ပိုင်ဆိုင်ခွင့်နေနယ်ပဲကြီးကျင်းလာမယ်အဲ့လိုကျင်းလာဖို့အတွက်လေ revolution တွေများလာလိမ့်မယ်အဆိုးဆုံး revolution ကသူ့အတိုင်းဝိုင်းနေရပဲသူ့ပြန်ပြီးတော့တော်လန်တဲ့ကိစ္စ သူ့ကိုလုံးဝလုံးဝယုံကြည်ပါတယ်ဆိုပြီးတော့တသက်မတ်တဲ့ယုံကြည်ထားပါတယ်ဆိုတော့နော်သူတို့ရဲ့စစ်တပ်အတိုင်းဝိုင်းကသူတွေကစခါခါတီးတီးမုံသွားတဲ့ကိစ္စတွေကဒီနေ့ထဲမှာအကြီးကျယ်ဖြစ်လာအဲ့ဒါရှောင်းလိုက်လို့မမြအောင်ဘလောက်နဲ့ပဲဖီယာပေးပေးဘလောက်ဖီယာပေးပေးဘလောက်ဖီယာပေးပေးနော်အိုက်ဒေါ်လာကြီးဖြစ်လာအဲ့တော့အဲ့လောက်ဆိုလေကျွန်တော်တို့ဖက်ကတာနေရပြီပေါ့အဲ့ဒါပဲရှိလားနော်အဲ့ကြောင့်မို့ခွန်းလို့ပေါ့ ။ तू ကြသွားမှ तू တေသွားမှ online ပြီးတာမဟုတ်ဘူး။ तू ကြသွားမှ online ရင်အောင်မြင်တာမဟုတ်ဘူး။ level ကြီးင်းလာသေးကို online ရင်အောင်မြင်တာပါ။အဲ့တော့သူ့ရဲ့ level ကြီးင်းလာကျွန်တော်တို့ level နော်ကျယ်လာတဲ့ခါကျရင်လေဒါဒီအောင်မြင်တဲ့ lens တစ်ခုခုဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဒါကကျွန်တော်ပြောပေးနိုင်တဲ့အရာပါ။နောက်ထပ်ဘာပြောမိနိုင်လဲမသိသေးဘူးပြောမိနိုင်တဲ့ဟာတခုခုစိုက်ချက်ပေါ်လာလဲဒါပြောမိမယ်เนาะအဲ့တော့ဒီကဲအဆိုပါ